ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပြင်လာပါမျိုးလို့ရေသတင်းကောင်းတဲ့သတင်းဆိုးကိုပြောပါမယ်သတင်းဆိုးကတော့အားလုံးသိတဲ့အတိုင်းတက်မတော်ရဟန်းရင်ဆက်ရှုံရင်းပြီးပြကြမှုအဲဒုတိယမဟုတ်ကိုဘက်ကပြောသလိုမျိုးပြစ်ချခံရလို့ပြကြမှုပြစ်ချခံရလို့ပဲဖြစ်စေဆက်ရှုံရင်းလို့ပဲဖြစ်စေကျင်းနေတာကတော့တက်မတော်ရဟန်းရင်တစီအာပြက်ကြပြီးတော့ထိခိုက်ဒိဆုံးမှုတွေဖြစ်ခဲ့ထိခိုက်နေနာမှုတွေဖြစ်ခဲ့တယ်ဒါကတော့သတင်းဆိုးသတင်းကောင်းကတော့တန်မြေကြီးရပွဲလုံးဒီပလိုမာအသက်ရှင်တဲ့အတင်းနဲ့ခေါ်ယူနေပြီဖြစ်ပါတယ် ါကတော့နိုင်ငံခြားရေးရဝန်ကြီးဌာနရန်ကုန်မှာတက်ရောက်လာမှာပေါ့နော်။အာတက်ကလို့တစ်ခုခုကနေပြီးတော့ဝဲရရှိပြီးသူတွေအတွက်ဖွဲ့ရပြီးသူတွေအတွက်တန်နမဲရေးရဖွဲ့လုံးထီလိုမှာအပတ်စဉ်တိအခုမှပတ်စဉ်တိစပြီးဖွင့်လာ။ဆိုတော့ဒီကနေပြီးတော့နိုင်ငံတကာဆက်ဆံရေးနိုင်ငံတကာဥပဒေရေးရရတန်နမဲရေးရရနိုင်ငံတကာစီးပွားရေးနဲ့ဖြူဖြူပူပူတူတာပေါ့နော်။ဆရာဘာသာရက်တွေတင်စားနိုင်မယ်လို့ကြားသိရပါတယ်။ဆိုတော့ဒါကကျွန်မတို့လူမျိုးလူငယ်တွေအတွက်အခွင့်အလမ်းကောင်းဖြစ်ပါတယ်။ဆိုတော့တခြားသောလူတွေတွေနဲ့လည်းစုံဝင်စားမယ်ဆိုလို့ရှိရင်သင်တန်းလျှောက်လာ တင်းမိတာတင်းနိုင်ပါတယ်တနေ့ကာလကတစ်နှစ်ပေါ့နော်ပြီးလို့ရှိရင်တော့တနမကြီးရောက်ပွဲလွန်တီးပြီးလို့မှာပွဲရရှိမယ်လို့သိရပါတယ်ဆိုတော့ဒါပေမဲ့တစ်ဆက်တည်းမှာလိုအပ်တာကလေအရှိမလည်းဒီလိုမျိုးပေါ့နော်ဒီကျမတို့ဘယ်လိုပြောမလဲဘီရိုကရေစီလို့ပြောရမှာကျိုးနီစနစ်ပေါ့နော်စောက်ဒီတိုင်းပဲလောက်ကြတယ်ကျမတို့ကတင်းနှန်းတစ်ခုခေါ်မယ်ဆိုလို့ရှိရင်ဘွဲ့လွန်ဒီပလိုမာတစ်ခုဖွင့်လှစ်တော့မယ်တို့ဒီမို့ဥပဒေဥပဒေတစ်ခုကျမတို့ထုတ်တော့မယ်တို့ဒီမို့အမိန့်ညွှန်ကြားစာတစ်ခုထုတ်တော့မယ်ဆိုရင်အဲ့ဒီရဲ့နောက်ဆက်တွဲနေမှာဘာကြောင့်မှဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်ဘယ်လိုအလောက်ကိုင်းခွင့်လန်းနေ ဘလို့လောက်ကခွင့်လန်းနေရရှိနိုင်ပါတယ်ဆိုတော့ပြည်သူကိုတစ်ဆက်ထဲမှာအသိပညာပေးဖို့လိုပါတယ်နော်အခုဆိုလို့ရှိရင်လည်းပဲတရမအကြီးကဘွဲလွန်ဒီပြီလို့မှာဘွဲတွက်နော်အပစင်တင်ဖွင့်လိုက်မယ်ဒါအစိုးရနေပြီးကြီးညာချက်ထုတ်တယ်ဒီမှာတင်တဲ့တင်တဲ့သားကြီးခေါ်ယူဒါပေမဲ့တစ်ဆက်ထဲမှာဘလို့လောက်ကခွင့်လန်းနေရရှိနိုင်ပါတယ်ဘလို့အချိုးကျစုရရှိနိုင်ပါတယ်ဆိုတာကိုလူတို့ကိုအသိပညာပေးဖို့လိုပါတယ်ဒါကျွန်တော်တို့ပြည်သူတွေအနေနဲ့တောင်းဆိုတဲ့အခွင့်အရေးဖြစ်ပါတယ် ဝါသနာပါတဲ့လူတွေတင်းနဲ့တက်ရောက်နိုင်ပါတယ်တန်နမေးရဝင့်လွန်တီးပြီးလို့မှာဖွဲ့ဖြစ်ပါတယ်တော့ကျွန်မဒီတင်းနဲ့ကိုတက်ချင်တယ်ဒါပေမဲ့တင်းနဲ့ကလာကတင်းနဲ့နာကနေတောက်ကြဆိုတော့ဒီဘက်ကို9ရက်တက်ရမယ်9ရက်တက်ရမယ်ဆိုရင်ကျွန်မအဲ့ဒီမှာဒီရန်ကုန်မြို့ထဲမှာပေါ့နော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ဟိုသွားလို့လာလို့နီးနီးနားနားရှိမဲ့နေရာမှာကျွန်မရွှေ့ရမယ်ပြောင်းရမယ်ဆိုတော့ကျွန်မတွေကုန်ကြစိတ်တွေရမ်းများတယ်ရမ်းများတော့ကျွန်မအတက်နိုင်တော့ကျွန်မဒီနေ့တက်နိုင်အောင်ကျွန်မစူးစမ်းမယ်တကယ်လို့ကျွန်မဒီနေ့မတက်နိုင်ဘူးဆိုရင်တော့ဒါမဲ့နှစ်အပတ်စဉ်နှစ်မှာကျွန်မတက်နိုင်အောင်စူးစမ်းပါမယ်ကျွန်မကအဲ့ဒီလိုမျိုး ကိုကတင်နေရတာကျွန်မသဘောကျတယ်တင်ယူရတယ်ကျွန်မအရန်ဝသနာပါတယ်အဲ့လိုတင်နေရရင်ကျွန်မပြောတယ်ပြီးတော့ကိုတင်ယူတက်မြောက်ထားတဲ့အရာကိုတခြားကိုပြန်ပြီးညှပ်ဝေပေးရတာပြန်ပြီးတော့ဝင်ခပေးရတာ share ရင်လုပ်ပေးရတာကိုလည်းကျွန်မသဘောကျတယ်ဒါကျွန်မဝသနာပါတယ်အဲ့လိုလုပ်နေရင်ကျွန်မပြောတယ်ဆိုတော့ကျွန်မနဲ့ပတ်သက်လို့ပေါ့နော်ပြောဆိုမှုလေးတွေရှိတယ်အခုဆိုရင်ကျွန်မကပဲတင်ကျွန်မကတည်ယဝင်အာတင်ဌာနမှာလို့တော်မလို့ဒုတိယမို့ကျွန်မကဟိုအဖွဲ့စည်းတစ်ခုရဲ့ အထောက်ပံ့မှုရဲ့လက်အောက်ကနေပြီးကျွန်မကအခုလိုမျိုးသတင်းတွေပြောနေတဲ့ပုံစံမျိုးဒါဒီမို့ကျွန်မကပါတီတစ်ခုအတွက်မဲဆွဲစည်းရုံးတော့မယ့်ပုံစံမျိုးကျွန်မကိုယ်တိုင်ကရွေးကောက်ပွဲမှာတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်တော့မယ့်ပုံစံမျိုးစသဖြင့်ပြောဆိုနေကြလာတယ်ရှင်။ဆိုတော့အဲ့အရာတွေကကျွန်မကိုချစ်တယ်ခင်တဲ့ပြောတဲ့သူရှိတယ်လို့ကျွန်မကိုမုန်းလို့ပြောတဲ့သူတွေလည်းရှိရဲ့။ကျွန်မနဲ့ပတ်သက်တဲ့အကြောင်းအရာကြီးကျွန်မဗဇက်ကပြောတာအတီးပါ။အတခုကျွန်မဗဇက်ကပြောပါမယ်။ကျွန်မအခုဖွင့်မယ်တန်နမဲကြီးကဘွဲ့လွန်တီဗီမှာကျွန်မတက်ရှင်နေ။ ကျွန်မအခုပတ်စင်တက်မတက်နိုင်ရင်တော့အပတ်စင်နဲ့မှကျွန်မတက်နိုင်အောင်ကြိုးစားမယ်နော်ရှင်းပါသလိုရှင်လည်းရှိရဲ့ဒါဒီလိုမှာပေါ့နော်ဘွဲ့လွန်တုံးချာပါရှေးအောင်သူတွေသနာပညာဒီလိုမှာပွဲ PGDAA အဲရှေးအောင်သူတွေသနာပညာပေါ့နော်ရှေးအောင်သူတွေသနာနဲ့နေပညာသင်တန်းကျောင်းပြည်ကနေပြီးတော့တက်ရောက်ခဲ့တယ်ပေါ့အဲဒီဘွဲ့မျိုးပေါ့နော် PGDAA ကျွန်မလူမျိုးလေးတွေပျော်ရယ်တိမ်ပြရရင်ကျွန်မပျော်တယ်ဒီကျွန်မတင်ထားတဲ့ယာယီကိုကျွန်မသူများကိုပြန်ပြီးတော့ ဝင်းငှပေးရတာကိုကျွန်မပြောရဲကျွန်မဝါသနာပါတယ်ကျွန်မအနည်းငယ်ဒါမျိုးပဲလုပ်ချင်တော့ရဲဖြစ်ချင်တဲ့ဆန္ဒမဟုတ်တော့ဘာဖြစ်ချင်လဲလို့ဆန္ဒမင်းကျွန်မအဲ့လိုလိုမျိုးအခုလိုမျိုးဘွဲလုံးဒီပလိုမာအများကြီးတက်ချင်တယ်တင်းနဲ့နေအများကြီးတက်ချင်တယ်အဲ့လိုမျိုးကျွန်မဟိုတက်ကြီးစကားတက်ငယ်ကြကျွန်မတင်ယူချင်တယ်နားထောင်ချင်တယ်ကျွန်မတင်ယူတက်မြောက်ထားတဲ့အရာတွေကိုကျွန်မကတခြားလူပြန်ပြီးမျှဝေပေးချင်တယ်ဆိုတော့ကျွန်မရန်ဝါသနာပါတယ်အဲ့လိုဝါသနာပါတော့ဘာလို့အကြောင်းဆရာမမလုပ်တာလဲလို့မေးစရာရှိတယ်။ကျမငငယ်ရောက်ဆိုလို့ရှိရင်လည်းအဲကျမဒီဆယ်အောင်ပြီဆိုရဲရပါတော့ဒီ တင်ရည်လိုင်းကိုရှောက်ဖို့ဆိုပြီးပြောကြတာရှိတယ်။ဒါပေမဲ့အဲ့လိုမျိုးကြတော့လည်းပဲကျမကဒီဒီစာသင်ကျောင်းမှာသင်လို့ရှိရင်လည်းကျမရဲ့လေ့လာမှုတွေကဒီအကြောင်းတစ်ကြောင်းမှာရှိရဒီကလေးတွေအတွက်ပဲဖြစ်လိမ့်မယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့လူအများစုအတွက်ကိုတက်ရောက်မှုမရှိဘူး။အဲ့ဒီတွင်လည်းကျမကျောင်းဆရာမှမလုပ်ခဲ့တာပေါ့နော်။အဲဆိုတော့အဲဒီလိုမျိုးအခြေအနေလေးတွေရှိပါတယ်။အဲကျမဒီသဏ္ဍာန်ဒီဘွဲ့လုံးပေါ့နော်။တန်နမေကြီးကဘွဲ့လုံးဒီလိုမှာ ျမတက်နိုင်အောင်ကြိုးစားမယ်ဘက်စင်တင်မတက်နိုင်တော့ဘက်စင်ထဲမှာကျမတက်နိုင်အောင်ကျမကြိုးစားမယ်ရှေ့မှာဆိုလို့ရှိရင်လေဒါဘွဲ့လုံတော့ဘွဲ့လုံအုံချပေါ့နော်ရှေ့အောင်သူဒေသနာအပညာဒီလိုမှာဘွဲ့ပကြည်တီအီကျမရန်ဝါသနာပါပြီးတော့ပြည်မျိုးမှာအာကျွန်တော်တို့တည်သားရည်ဆိုလို့ရှိရင်ပုံပြီးတည်တာပေါ့ဒီမှာဆိုကျွန်တော် practical ဆင်းလို့ရတယ်လေ န့်လင်းတဲ့ဘိတ်တလို့ဆိုလို့ရှိရင်လည်းဒါရှင်ရောင်မြို့တွေပေါ့နော်တကယ် UNESCO ကမ္ဘာ့ရေးကြေးမှုအမွေနဲ့စီရင်ဝင်နေပြူမြို့ဟောင်းနေဒါပေမဲ့သူတို့အဲ့ဒီမှာကြတော့ဒါတောင်ရင်းကဘိတ်တနူးမှာဘိတ်တနူးမြို့ဟောင်းမှာကောဟန့်လင်းမှာကောဒီရှင်ရောင်သူတွေသနာနဲ့ဤပညာသင်တဲ့အကြောင်းမရှိတဲ့အတွက်ကျမတို့ပြီးမှလာပြီးတက်ရောက်ရတယ်ပေါ့နော်ဟာဆိုတော့ကပညာသင်ယူစီးပူးလို့တဲ့သူတွေအတွက်လက်ရှိမှာဆိုလို့ရှိရင်ဟာတရမဲကြီးကဘွဲ့လွန်ဒီပလိုမာသင်တဲ့အပတ်စဉ်တက်နော်အမတ်စဉ်တက်ခေါ်ယူနေပြီးဖြစ်ပါတယ်နိုင်ငံခြားရေးဝန်ကြီးဌာနရန်ကုန်မှာတက်ရောက်ရမယ်ဖြစ်ပါတယ်တရင်ကောင်းတစ်ခုကျမမျှဝေပေးကြပါမယ်မျှဝေပေးလိုက်ရပါတယ် နောက်ထပ်သတင်းကောင်းတစ်ခုကတော့ VOA ရုံးချုပ်အဆောက်အအုံကိုအမေရိကန်ဆိုရကနေပြီးတော့ရောင်းချတော့မယ်တဲ့ဖြစ်ပါတယ်။ ကျောင်းတော်မြန်မာနိုင်ငံကိုနှစ်များစွာတရင်အစိတ်တွေခတ်ခဲ့ပြီးတော့လေးလိုင်းတန်လူသက်သမားတွေသူတို့ကန်တူအကျိုးပေးပြီးဖြစ်တယ်။ဖြစ်မှာဆိုလို့ရှိရင်တချို့မီဒီယာတွေနဲ့ပြည်ဖြတ်အုပ်စုတွေကသူတို့ညှော်နှက်ချက်လေးလေးရှိတယ်။ဘာလို့လဲဆိုတော့ဒီ BOA ကအယူခံဝင်နဲ့ဘယ်ယုံဘယ်တရားရုံးမှာအယူခံဝင်နဲ့ဘယ်မှာသွားပြီးအယူခံဝင်နဲ့ဒါကြောင့်မို့ trend အစိုးရကဘာမှလုပ်လို့မရဘူးလို့သူတို့မကြခင်မှာ BOA ကပြန်လဲပြီးတော့သူတို့ပြန်လဲလဲပတ်တော်မယ်ဆိုတာမျိုးတွေသူတို့ညှော်နှက်ချက်မှာ fault ထုတ်တည်ပေးကြတာပေါ့နော်။ ဟာအလိုလိုတွေရှိပါတယ်လက်ရှိမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအမေရိကန်အစိုးရကနေပြီးတော့ BOA ရုံးချုပ်တည်နေရကိုအယောင်စင်းတင်ပြီးရောင်းချတော့မယ်လို့သိရပါတယ်မြန်မာပြည်ကိုဝါရမိုင်းတိုက်နေတဲ့ RFA နဲ့ BOA ကတော့သူတို့ဘဝတွေနေဝေးချိန်ရောက်သွားပြီးတရင်စိတ်ခက်ခဲတဲ့လူတွေစတဲ့စိတ်တွေသူတို့ပြန်ပြီးတင့်သွားပြီးဖြစ်ပါတယ်ဒါကလည်းကျမတို့ပြည်သူတွေအတွက်တရင်ကောင်းတစ်ခုဖြစ်ပါတယ်နောက်ကတော့ကချင်စစ်မျက်နှာမှာ တမလို့ရဟန်းရေတည်းပြတ်ကြမှုပေါ့နော်။အမနေ့ကဆိုလို့ရှိရင်သတင်းဝူဝေဆက်ဆက်ပြရတယ်။တစ်ခါကလည်းတို့တို့ပြစ်ချလိုက်တယ်ပြစ်ချလိုက်တယ်အောင်ဝဲခံကြရတယ်ပေါ့နော်။အာဆိုတော့ဒီတမလို့ဒီသတင်းမယ်မယ်ကြီးဘက်ကတုံ့ပြန်လာကြတော့ဆက်ချိုရင်းပြီးပြတ်ကြတယ်။ဆက်ချိုရင်းလို့ပြတ်ကြသည်ဖြစ်စေပြစ်ကြခံရလို့ပြတ်ကြသည်ဖြစ်စေဒီမှာရဟန်းရေစီဆုံရှုံမှုဒီမှာပါတဲ့အတမတော်သားရဲ့ဆိုတော့ဒီရဟန်းရေလို့စစ်လက်နက်တို့ကငွေကြေးရှိရင်ပြန်ယူပြီးတော့ဝယ်ရတာလွယ်ပြီမဲ့ဒီလိုမျိုးစိတ်ရေးမှကျွမ်းကျင်သူတယောက်ဖြစ်လာအောင် အခုတက်မတော်သားဆိုလို့ရှိရင်ရဟရင်ဆိုလို့ရှိရင်လည်းဒီတက်မတော်လီမှာကျွမ်းကျင်တဲ့သူတယောက်ဖြစ်လာအောင်ကျွမ်းကျင်ပြီးတော့တက်မတော်ပေါ်မှာလည်းပြည်သူပေါ်မှာလည်းနိုင်ငံတော်ပေါ်မှာလည်းသက်စာရှိတဲ့အရာရှိတယောက်ဖြစ်လာအောင်ကအင်မတန်မှပြုစုပြောထောင်ရတာခက်တယ်ဆိုတော့အခုလိုမျိုးသတင်းတွေကြားလို့ရှိရင်အဲ့ဒီဆင်းရဲတဲ့တွေဆုံးရှုံးရတာထက်ကျွန်တော်တို့နိုင်ငံပေါ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့တက်မတော်သားကြီးဆုံးရှုံးရတာပိုပြီးတော့ဝမ်းမြောက်ရတယ်ဆိုတော့ ဒီညမှာဒီကပြောချင်တဲ့အချက်ကဒီဖြစ်စဉ်ပေါ်မှာပတ်သက်ပြီးတော့တစ်ဖက်အုပ်စုကြီးကချော်လဲရောထိုင်ရတယ်နိုင်ငံရေးခေတုံရှိကြတယ်ဘာလို့ဆိုတော့သူတို့ကတစ်ချိန်လုံးဟာခက်ခင် project ဆိုပြီးတော့ပတ်စံတွေမောက်များစွာအမေရိကန်ဒေါ်လာ6သန်းခိုးစားလိုက်လို့နော် NUG ထောက်ခံတဲ့ဒီဗာလဲမျိုးရံအောင်တင်းရဲ့အကူတို့နော်0မြတ်အောင်တို့အတမနီမီကင်းတို့နော် ဟောတက်ကမူးညိုတို့သူတို့ထောက်ခံတဲ့လူတွေအချင်းချင်းကတော့မှ NUG က CRPH ကနေပြီးတော့အဲ့ဒီငှက်တင် project ကပတ်စံနေခိုးသွားတဲ့အတွက်သူတို့အင်မတန်ပောက်ကွဲပြီးတော့ဒီကိစ္စကိုဝေဖန်ထောက်ပြနေတဲ့ချိန်မှာအဲ့ဒီလိုမျိုးဖြစ်သွားတဲ့အတွက်သူတို့ကချောလဲရောထိုင်ပြီးတော့ဝမ်းသာနေကြတယ်ပြောနေကြတယ်နိုင်ငံရေးအာသာဖြစ်နေကြတယ်နော်ဒီကိစ္စပေါ်မှာလူတွေကစိတ်ရေးဆိုတာကလေဒီနေ့ဥမာပေါ့နော်ဒီနေ့20ရက်နေ့စစ်ဖြစ်လိုက်တယ်ဘယ်နာမှာစစ်တပ်ဘက်ကဘယ်လောက်တည်ပြီး PDF ဘက်ကဘယ်လောက်နိုင်သွားတယ် ဒီနေ့20ရက်နေ့ဥမာကချင်ပြည်နယ်ကချင်စစ်မြေနာမှာစစ်ပွဲဖြစ်တယ် PDF တွေ KIA တွေကဗန်းရောက်တည်ပြီးတော့စစ်တပ်ဘက်ကအနိုင်ရလိုက်တယ်။ဆိုက်ပြီးယနေ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုမျှော်တွေးပြီးတော့ယနေ့ဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေကိုကြည့်ပြီးတော့သူ့ဘက်ကနိုင်တယ်ငါဘက်ကနိုင်တယ်ဆိုပြီးဆုံးဖြတ်လို့မရပါဘူး။ စစ်ရေးတပွဲရဲ့စစ်ပွဲတပွဲရဲ့အမိုင်ရှုံးဆိုတာကအနည်းဆုံးနောက်10နှစ်ကိုမျှော်တွေးပြီးတော့အဲ့ဒီစစ်ပွဲရဲ့အမိုင်ရှုံးကိုတတ်မှတ်ရတယ်။အနည်းဆုံးနောက်10နှစ်အခု25ဆိုနောက်တဲ့10နှစ်2035ကိုမျှော်တွေးပြီးတော့ဒီဒေသမှာဘယ်လိုရိုက်ခတ်မှုရှိနိုင်လဲဒီဒေသမှာရှိတဲ့တိုင်းရင်းသားလူမျိုးတွေသူတို့ဘဝသူတို့အနာဂတ်ဒီလိုတငယ်တွေပညာရေးတွေဘယ်လောက်ထိအခွင့်အလမ်းတွေပေါ်လာနိုင်တယ်လဲပိုပြီးကောင်းနိုင်တယ်လားပိုပြီးဆိုးသွားမလားဆိုတဲ့ အနာဂတ်ကိုမျှော်တွေးပြီးအနည်းဆုံး10နှစ်လောက်ကိုကြိုတွေးပြီးတော့မှသာဒီစစ်ပွဲတစ်ပွဲရဲ့အမှန်ရှုံးကိုသတ်မှတ်ရတာเนาะเนาะတို့တို့တစ်ဖက်ကအန်နူဂျီကထိန်းထားတယ်ဆိုတော့စကိုင်းတိုင်းကိုကြည့်လိုက်ပါစကိုင်းတိုင်းမှာနောက်ထပ်10နှစ်အတွင်းမှာဖွံ့ဖြိုးတိုးတက်နိုင်သလားစကိုင်းတိုင်းမှာနောက်10နှစ်အတွင်းမှာအဲ့ဒီဒေသမှာရှိတဲ့လူမျိုးတွေဆုံးလုပ်သွားမလားဒါအဖြစ်ပဲလက်ရှိမှာတချို့ကเนาะပောက်တဲ့နှခုမထိုးဘူးဆိုပြီးတော့မထိုးဆက်ခင်းနေကြပြီမြဲ ငါတို့ဘွားကတော့ငါတို့တက်တက်ကတော့ပောက်တဲ့နှခုမထူးပါဘူးဒီဘွားရောက်မှတော့မထူးတော့ဘူးဆိုပြီးတော့မထူးဆက်ခင်းနေပေမဲ့ငါတို့သားသမီးတွေလက်ထက်မှာတော့စပွဲမရှိရဲ့เนาะအင်းချမ်းတဲ့နိုင်ငံမှာနေချင်တယ်ဆိုတော့နိုင်ငံကြီးဆန္ဒတွေရှိအခုတော်တော်များများကနိုင်နာတွေရှုံးတာတွေမသိကြဘူးဘယ်ဘက်ကဟုတ်ဘယ်ဘက်ကပဲနိုင်နိုင်စပွဲတွေများများပြီးပြီးအေးအေးချမ်းချမ်းနေချင်တယ်ကောင်းကောင်းမွန်မွန်လုပ်တဲ့စားတောက်ချင်တယ်အေးချမ်းစွာပညာသင်ချားချင်တယ်ဒါလူတို့ရဲ့ဆန္ဒအစစ်မှန်ဖြစ်တယ် ိုဘက်ကပြည်သူရောဒီဘက်ကပြည်သူရောရင်းနေမှာဘယ်ဘက်ကပဲနိုင်နိုင်စစ်ပွဲတွေပြီးတာကိုပဲတို့လိုချင်ကြတယ်တရက်စစ်မဖြစ်ရင်တရက်စိတ်ချမ်းသာရတယ်တရက်ခေါင်းပြောင်းအောင်အိပ်ရတယ်တလစစ်မဖြစ်ရင်တရက်တလတို့ခေါင်းပြောင်းအောင်အိပ်ရပြီးတော့တလတို့နောက်ကျောလုံးအောင်နေထိုင်ရတယ်ဆိုတော့လူတွေရဲ့ပြည်သူလူထုရဲ့တခက်လူထုလက်နက်ကင်ထားရဲ့လူထုရဲ့ရင်းနေမှာက လက်နက်ကိုင်တဲ့ဖွဲ့တွေကဟိုဘက်ကနိုင်နေပြောတယ်ဒီဘက်ကနိုင်နေပြောတယ်ဂျားထဲမှာငါတို့ပြည်သူတွေပဲရှုံးနေတယ်ငါတို့ပြည်သူတွေပဲအနာဂတ်တွေဆုံးရှုံးနေတယ်ငါတို့ပြည်သူတွေဘဝပဲဆုံးရှုံးနေတယ်ဒါကြောင့်မလို့မင်းတို့လက်နက်ကိုင်တွေမင်းတို့ဘယ်ဘက်ကပဲနိုင်နိုင်ငါတို့ပြည်သူတွေကရှုံးနေတဲ့အတွက်ဒီစစ်ပွဲကြီးမြန်မြန်ပြီးချင်ပါတယ်ဆိုတဲ့ရင်ထဲကဆန္ဒကအစစ်မှန်ဖြစ်တယ်ကျမတို့လည်းစစ်ပွဲကြီးမြန်မြန်ပြီးကြတယ်စစ်ပွဲမြန်မြန်ပြီးမှကျမတို့ကောင်းရကောင်းဝယ်လုပ်ကန်စားတော့လို့ရမယ်နော်ကျမတို့အနာဂတ်မျိုးဆက်တွေကျမတို့တိုင်းပြည်ရဲ့အနာဂတ်တွေတို့ကျမတို့အများကြီးလှုပ်ဆောင်ရမယ် ညင်ညွတ်မှငိမ့်ချမ်းမယ်ငိမ့်ချမ်းရရမှာတိုင်းမီဖွင့်ပြိုးထွက်တဲ့ရေကိုလုံးရမယ်ငိမ့်ချမ်းရမရမချင်းဘတော့မှကျမတို့တိုင်းမီရဖွင့်ပြိုးထွက်တဲ့ရေကိုလုံးလို့မရဘူးဆိုတော့စက်ပွဲတွေဘတော့ပြီးမလဲဒီကိစ္စနဲ့ပတ်သက်လို့ကျမအရင်ကလည်းပြောခဲ့ဘူးလေအခုတခါထပ်ပြောမယ်ကျမနိုင်ငံရေးကြိုပြီးသုံးသပ်ပါတယ်စက်ပွဲတွေဘတော့ပြီးမလဲအခုနောက်25 2025မဆခင်လေက2025ပထမ6လမှာ အညာဒေသမှာတက်မတော်ကအကျန်းဖက်သမားတွေကိုထိရောက်စွာနှိမ်နင်းနေမိ2025ဒုတိယ6လမှာတိုင်းပြည်အခွင့်အမှာနော်တက်မတော်ဘက်ကထိုးစစ်သတင်းတွေပဲကြားရပြီးတော့အကျန်းဖက်သမားတွေဘက်ကနေပြီးထိုးစစ်သတင်းမကြားရဘဲနဲ့စီရီတချို့ခွေပြောင်းသွားနိုင်တယ်လို့ကျွန်မတို့ပြောပြီးဆိုတော့လာမယ့်2026မှာလည်း 2026မှာဆိုရင်ထိတွေ့တိုက်ပွဲ ဖြစ်နိုင်နေအဲ့ဒါတွေက EO နဲ့မြေမှာเนาะ EO နဲ့မြေမှာထိတွေ့တိုက်ပွဲအခုလက်ရှိမှာတလောက်ကို10ချိန်ဖြစ်တယ်ဆိုရင်2026မှာတလောက်ကို5ချိန်ပဲဖြစ်ပါလိမ့်မယ်ကျင်းသေးပါ50ရာခိုင်နှုန်းပြောချလိမ့်မယ် 2029အထိ2029မှာလည်းတိုင်းပြည်မှာစစ်ပွဲတွေဖြစ်နိုင်တယ်။ထို့သောအဲ့ဒီစစ်ပွဲတွေကထိတိုက်ဖြစ်တဲ့ထိတွေ့တိုက်ပွဲတွေထက်စစ်တပ်ရဲ့စစ်ကြောင်းကိုဘယ်လိုမျိုးမိုင်းဆွဲပြီးတိုက်ခိုက်လိုက်ပါရဲ့။ဘယ်လိုခြုံငုံတိုက်ခတ်လိုက်ပါရဲ့။သူတို့ဘယ်လိုမျိုးအဝေးကနေပြီးလက်လုံးမိုင်းနဲ့လက်လုံးဖုံးနဲ့တာဝေးပြစ်နဲ့ဘယ်လိုမျိုးပြစ်ခတ်လိုက်ပါရဲ့ဆိုတာမျိုးဒါဖြစ်ပွားပြီးတော့ နှစ်ဖက်ချီးထွေတိုက်ပွဲတွေနဲမယ်2029မှာတမတော်ကနေပြီးတော့မြေပြင်စစ်တောင်းနေတဲ့နိုင်ငံထွန်းနိုင်တယ်။ဒါကြောင့်မလို့စစ်ပွဲကနောက်ထပ်အများဆုံးဖြစ်ရင်26 29 28နောက်ထပ်3နှစ်နောက်ထပ်3နှစ်အများဆုံးစစ်ပွဲဖြစ်ရင်တော့3နှစ်ပါပဲ။နောက်ထပ်3နှစ်ကျော်ပြီး2026 9 28 2029မှာတိုင်းပြည်မှာကျင်းပပေါ့လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ80ရာခိုင်နှုန်းပြောကြနိုင်ချေရှိရဲ့ကျွန်မတို့သုံးသပ်ပါတယ်။